မိတ်ဆွေတို့ကဘာကြီးကဘာကြောင့်ဒီပုံစံဖြစ်နေတာလဲဆိုတာကိုတွေးဘူးကြလားသိပ္ပံပညာဆိုတာ6ကက်ကက်အချက်လက်တွေပဲလို့ထင်နေပါသလားဂျင်းအက်ခါလီလီဆိုတဲ့ပုဂ္ဂိုလ်ရေးသားထားတဲ့သိပ္ပံပညာဤပျော်ရွှင်မှုစာအုပ်ကသိပ္ပံပညာရဲ့ပျော်ရွှင်စရာတွေကိုမျှဝေပေးမှာပါဒီစာအုပ်ထဲမှာတိတ်ပတ်နေကြတဲ့အတွေးခေါ်တွေနဲ့ကဘာကြီးကိုဘလို့နားလည်နိုင်မလဲဆိုတာကိုလေ့လာသွားကြရအောင် ဂျင်းအဲခါလီလီဆိုတာကနာမည်ကြီးသိပ္ပံပညာရှင်တစ်ယောက်ပါသူကယူဘဗေဒကိုအဓိကထားလေ့လာခဲ့ပြီး သိပ္ပံနဲ့ပတ်သက်တဲ့စာအုပ်တွေအများကြီးရေးသားခဲ့ပါတယ်သူရဲ့စာအုပ်တွေထဲမှာသိပ္ပံပညာဤပျော်ရွှင်မှုကသိပ္ပံရဲ့အခြေခံသဘောတရားတွေကို လူတိုင်းနားလည်နိုင်အောင်ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်ပါပထမအချက်အနေနဲ့ဘသူကယုံသည်ဖြစ်စေမယုံသည်ဖြစ်စေကဘာပေါ်မှာအမှန်တရားဆိုတာအမြဲတမ်းရှိနေပါတယ် တချို့အရာတွေကမှန်တယ်မှားတယ်ဆိုတာခံစားချက်ယုံကြည်ချက်တွေနဲ့မသက်ဆိုင်ပါဘူးတိတ်ပံမှာအမှန်တရားဆိုတာတသက်တည်အထောက်ထားတွေနဲ့တိဆောက်ထားတာပါဥပမာအနေနဲ့အရာဝတ္ထုတစ်ခုမြေကြီးပေါ်ကိုပြုတ်ကျတဲ့အချိန်ဒါမှမဟုတ် လူသားတွေလက်ပေါ်ကိုရောက်ခဲ့တာဆိုတဲ့အချက်တွေကငင်းလို့မရတဲ့အမှန်တရားတွေပါတက်တည်ထောက်ထားခိုင်ခိုင်လုံလုံနဲ့ထောက်ခံထားပြီးအချိန်ကြာလာတာနဲ့အမျှကြောင်းလဲတော့မှမဟုတ်ပါဘူး ဒါတွေကိုညင်းဆိုတာဟာအကြောင်းပြချက်မရှိဘဲစန့်ကျင်ဘက်သက်တည်အားလုံးကိုညင်းပယ်ခြင်းဖြင့်တိတ်ပတ်နိကြအယူဆတွေကိုအလွဲသုံးစားလုပ်တာနဲ့တူပါတယ်။ဒုတိယအချက်အနေနဲ့အရာအားလုံးကိုရှင်းရှင်းလင်းလင်းနဲ့ရိုးရိုးရှင်းရှင်းရှင်းပြဖို့ကြိုးစားသင့်ပေမဲ့လိုတာထက်ပိုပြီးရိုးရှင်းအောင်မလုပ်သင့်ပါဘူး။ရိုးရှင်းတယ်ဆိုတာအမြဲတမ်းအမှန်တရားမဟုတ်ပါဘူး။ ဥပမာတသက်မှတ်ထဲမရှိပဲဆက်ခါဆက်ခါဖြစ်နေတဲ့ဆက်ဝန်းတွေအတိုင်းလဲပတ်နေတဲ့စကြဝဠာလူမျိုးရှုပ်ထွေးတဲ့မော်ဒယ်တွေကိုတသက်မှတ်ထဲရှိတဲ့ဆက်ဝိုင်းတွေလူမျိုးလူရှင်းတဲ့မော်ဒယ်တွေနဲ့အစားထိုးခဲ့ပေမဲ့တကယ်အမှန်တရားကပိုပြီးရှုပ်ထွေးပါတယ်ဥပမာပြောရရင်အိမ်တော်ရေးပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါရှူတော့ပေါင်းစုံကနေကြည့်ဖို့လိုပါတယ်။တစ်ဖက်သက်အမြင်နဲ့ဖြေရှင်းမဲ့ဆိုရင်အမှန်တရားနဲ့လွဲချော်သွားနိုင်ပါတယ်။ ဘဝမှာရှုပ်ထွေးမှုတွေအများကြီးရှိတဲ့အတွက်အဲ့ဒါတွေကိုနားလည်ဖို့လိုပါတယ်။တတိယအချက်အနေနဲ့နားမလည်နိုင်တဲ့အရာတွေကိုလက်ခံပါ။ဒါပေမဲ့ဖြေရှင်းဖို့ကြိုးစားပါ။တိပ္ပံပညာဆိုတာနားမလည်နိုင်တဲ့အရာတွေကိုလစ်လျူမရှိပါဘူး။တိပ္ပံပညာကနားမလည်နိုင်တဲ့အရာတွေကိုအမျိုးအစားခွဲပြီး အကြောင်းပြချက်ရှာဖို့ကြိုးစားပါတယ်။ဥပမာအဖြစ်တက်တန်တစ်ခုဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာကိုနားလည်ခြင်းက အဲ့ဒီရဲ့အလှကိုပို့ပြီးတံပိုးထားစီပါတယ်စတုထအချက်အနေနဲ့စူးစမ်းအထောက်မှုရှိရင်ခက်ခဲတဲ့အရာတွေကို နားလည်နိုင်ပါတယ်ဘယ်အရာကိုမဆိုနားလည်ဖို့ဆိုတာအချိန်အထောက်မှုနဲ့စိတ်ပါဝင်စားမှုလိုအပ်ပါတယ်လူတိုင်းမှာတင်ယူနိုင်တဲ့စွမ်းရည်ရှိပါတယ်တင်ချယူပဗေဒဘယ်ဘာသာရဲ့ပဲဖြစ်ဖြစ်အာယုံစိုက်မယ်ဆိုရင် နားလည်နိုင်ပါတယ် ပစ္စမအချက်အနေနဲ့အခြေမြင့်မရှိတဲ့ခင်မီယူဆချက်တွေထက်ယုံကြည်စိတ်ချရတဲ့တသက်အထောက်အထားတွေကိုတံပိုးထားပါတရင်ချက်လက်တွေနဲ့ကျွမ်းကျင်သူတွေအများကြီးရှိတဲ့ကမ္ဘာမှာဘ누구ကိုဒါမှမဟုတ်ဘာကိုယုံကြည်ရမလဲဆိုတာကိုဆုံးဖြတ်တဲ့အခါမှာသတိထားရပါမယ်ယုံကြည်မှုဆိုတာယုံကြည်စိတ်ချရတဲ့တသက်အထောက်အထားတွေနဲ့ခိုင်မာတဲ့အရင်းမြစ်တွေပေါ်မှာအခြေခံတင်ပါတယ် ဥပမာအားဖြင့်ကက်ယောဂါတွေဖြစ်တဲ့အချိန်မှာတိကျခိုင်မာတဲ့တက်တည်အထောက်ထားတွေပေါ်မှာအခြေခံထားတဲ့သိပ္ပံနိကြအကြံဉာဏ်တွေကိုဂရုတစိုက်နာထောင်ဖို့အရေးကြီးပါတယ်။တက်တည်အထောက်ထားတွေကမျက်ကမ်းယုံကြည်မှုမဟုတ်ပဲစမ်းသပ်ထားတဲ့အရာတွေဖြစ်ပါတယ်။စထမအချက်အနေနဲ့ကိုယ့်ရဲ့ပလိုက်မှုတွေကိုအရင်ဆုံးသိအောင်လုပ်ပြီးကိုယ်တိုင်ဖြေရှင်းပါလူတွေဟာသူများရဲ့အမြင်မှရှိတဲ့ပလိုက်မှုတွေကို အလွယ်တကူသိနိုင်ပေမဲ့ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုမေးခွန်းထုတ်ဖို့ခဲယဉ်ပါတယ်။ကျွန်တော်တို့ဟာကိုယ့်ရဲ့အမြင်နဲ့တူတဲ့လူတွေနဲ့တည်င်းအချက်လက်တွေကိုပဲရွေးချယ်လေးရှိပါတယ်။တတမအချက်အနေနဲ့ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲဖို့မကြောက်ပါနဲ့။တခါတလေကိုမားနိုင်နေဆိုတာကိုလက်ခံခြင်းကကဘာကြီးနဲ့ကိုယ့်ရဲ့နေရာကိုပိုနားလည်စေနိုင်ပါတယ်။အယူအဆတစ်ခုနဲ့ဆန့်ကျင်တဲ့အချက်လက်တွေကိုကြုံတွေ့ရတဲ့အခါစိတ်ထဲမှာမအီမတာဖြစ်တတ်ပါလေ အဲ့ဒီအခါအလွယ်ဆုံးနီလန်းကအဲ့ဒီအချက်လက်တစ်ကိုလစ်လူရှုပြီးအယူဆအဟောင်းကိုပဲဆက်လက်ကင်ဆွဲထားခြင်းဖြစ်ပါတယ်။အထမအချက်အနေနဲ့တရင်အမားတွေကိုရင်ဆိုင်တဲ့အခါအမှန်တရားအတွက်ယက်တည်ပါလူမှုမီဒီယာတွေနဲ့ခေတ်မီနည်းပညာတွေကတည်မားတွေကိုပြန့်နှံ့စေပြီးတမ်းမောင်းများစွာသောလူတွေအတွက်အပြိုင်ဆိုင်ဖြစ်နေတဲ့ကဘာတွေကိုဖန်တီးပေးပါတယ်။ တဦးချင်းအနေနဲ့သတင်းချက်လက်တွေကိုမေးခွန်းထုတ်ပြီးတက်တည်အထောက်အထားတွေကိုတောင်းဆိုဖို့အရေးကြီးတယ်လို့သတင်းမှားတွေကိုတိုက်ဖြတ်ဖို့အတွက်စူပေါင်းလှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။နဝမအချက်အနေနဲ့တိတ်ပံပညာဟာဗဟုသုတရရှိဖို့အတွက်ယုံကြည်စိတ်ချရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။တိတ်ပံပညာဆိုတာအချက်လက်တွေထပ်ပေါ်ပါတယ်။တိတ်ပံပညာဆိုတာစူးစမ်းလို့စိတ်မေးခွန်းထုတ်ခြင်းလေ့လာခြင်းစမ်းသပ်ခြင်းနဲ့ယုတ်တိရှိရှိသုံးသပ်ခြင်းပေါ်မှာ အခြေခံတဲ့စုံစမ်းစစ်ဆေးခြင်းနည်းလမ်းတစ်ခုပါကဘာကြီးအကြောင်းကိုယုံကြည်စိတ်ချရတဲ့ဗဟုတုတောက်ကိုတိဆောက်ဖို့အတွက်စနစ်တကျနည်းလမ်းတစ်ခုပါတတမအချက်အနေနဲ့သိပ္ပံပညာကနည်းနည်းတဲ့အလှတရားနဲ့အံ့ဩဖွယ်ရာတွေကိုဖော်ထုတ်ပေးပါတယ်သိပ္ပံပညာကကဘာကြီးကိုပုံမှန်နှဆိုင်စွာတန်ဖိုးထားပြီးအံ့ဩတဲ့အမြင်ကိုပေးပါတယ် တက်တန်တစ်ခုရဲ့နောက်ကယူပပေရာဒါမှမဟုတ်နက္ခတပေရာကနေစัจ java ဝလာရဲ့ကြီးမားမှုကိုနားလည်ခြင်းက အပေါ်ယံလိလခြင်းထက်အများကြီးပိုရှုပ်ထွေးပြီးလှပတဲ့အဖြစ်မှန်ကိုဖော်ပြပါရယ်မိษွေတို့ရေဒီစာအုပ်ထဲကအတိကသင်ခန်းစာတွေကိုပြန်ချုပ်ရရင်အမှန်တရားကိုတန်ဖိုးထားပါရှုပ်ထွေးတဲ့အရာတွေကို နားလည်အောင်ကြိုးစားပါတန်တရားတွေကိုလက်ခံပြီးအမြဲတမ်းလိလတင်ယူပါ မားနိုင်နေဆိုတာကိုလက်ခံပြီးအမြင်တွေကိုပြောင်းလဲဖို့လည်းအဆင်သင့်ဖြစ်နေရပါမယ်။နောက်ဆုံးအနေနဲ့မိษွေတို့အနေနဲ့သတင်းချက်လက်တွေကိုဝေဖန်ပိုင်းခြားနိုင်စွမ်းကိုမြင့်တင်ပြီးအမှန်တရားအတွက်ရည်တည်ဖို့တိုက်တွန်းခြင်းပါတယ်။